ပြောပြခင်ဗျာရှင်ကျွန်မခုတင်ဆက်ပေးမှာကတော့ငလင်းနဲ့တော့မသက်ဆိုင်ပါဘူးရှင်။စီရီးနဲ့နိုင်ငံရေးနဲ့သက်ဆိုင်တဲ့သတင်းလေးပေါ့နော်။အဲ့ဒါတော့ last show က MNDA တွေတဲ့ကိစ္စဝင်ရှင်အခု MNDA ဆိုရင်စုပ်ခွာဖို့တော့ကိုပြင်ဆင်နေကြတာကိုမိဘပြည်မှာသိပါလိမ့်မယ်နော်။ last show မျိုးကလည်းပြန်လဲစုပ်ခွာတော့မှာရှင်။ပြည့်ကောင်းပါတယ်ပေါ့နော်။ကျွန်မတော့ကောင်းပါတယ်ပေါ့။ဒါစစ်တယ်မဖြစ်ပဲနဲ့လူအေဂျင့်ပြီးတော့လည်းကောင်းတယ်ပေါ့ရှင်။အဲ့လိုတွေးပါလေ။အဲ့တော့ကျွန်မသတင်းလေးတစ်ခုတွေးလိုက်တယ်။အဲ့ဒါပါလဲဆိုတော့ဒီ MNDA ကနေပြီးတော့ပေါ့နော်။သူတို့လုတ်တဲ့အဲ့လေကိုကန့်တက်ရဲ့သူရဲကောင်းတဲ့ အောက်မေ့ပေါ်ရအခမ်းအနားတဲ့ဒီလားဟဲ့အခမ်းအနားလေးကိုသူကကျင်းပသွားပါတော့အဲ့ဒီအခမ်းအနားဆိုရင်တစ်တုံညာနဲ့ကိုစစ်စင်ရင်အတွင်းမှာတဲ့တိုက်ပွဲမှာကြာဆုံးသွားတဲ့သွဲကောင်းရဲပေါ်လေးအောက်မေ့တန်းတခြင်းအခမ်းအနားပေါ့နော်အဲ့မတန်းတက်ပုံလေးဆိုမှာပြပြမယ်ရှင်ရန်လုံးကျိုင်းသွဲကောင်းပိတ်မယ်မှာသူကျင်းပခဲ့တာဖြစ်ပါတယ်မိမပြည်လိုမြင်တဲ့တိုင်မှာပဲအုတ်ကူအရေးအတွက်မနေဘူးရှင်ဒီလားပြီးတော့ဒီအုတ်ကူတွေဟာဆိုရင်သူတို့ကိုကန့်လူမျိုး MNDA တွေရဲ့အုတ်ကူတွေရှင်သူတို့အတွက်တိတ်သူတို့အတွက်တိုက်ပေးထားတဲ့ PDF တွေရဲ့အုတ်ကူတွေမပါအောင်ရှင် PDF တွေရဲ့အလောင်းတွေကတသက် အလောင်း10လောင်း15လောင်းစုပြီးတော့ညှုပ်ထားတာတသက်ရှိနေတယ်။ဒါတွေကြောင့်သူကစင်းရင်သွင်းပြီးအုတ်ခုမသွင်းသေးဘူး။ပေါ့နော်ဒီတော့ဒီသူတို့ပြောတဲ့တက်တုံရနှစ်ကိုစစ်စင်ရေးမှဒေဆုံးခဲ့ရတဲ့သူတွေပေါ့နော်ဒီတော့သူကပြောချင်တာကတော့စစ်တိုက်ပဲဆိုတာကအားလုံးကအချိုးစည်းဘွားအတွက်တိုက်ကြတာလေစစ်ဆိုတာလေအချိုးစည်းဘွားအတွက်တိုက်ကြတာကျွန်တော်ပထမပြောသူအမှန်တရားနှစ်ခုဆိုလို့ရှင်စစ်ဖြစ်တတ်တယ်ဒီတော့သူတို့ကလည်းသူတို့အမှန်တရားနဲ့သူတို့စစ်တိုက်ကြတယ်ပေါ့ရှင်သူတို့မှန်တယ်ပေါ့ဟုတ်ပြီထားပါတော့သူတို့အမှန်တရားသူတို့အမှန်တရားပါလဲဆိုတော့ ကိုကံမှာကိုပါအုပ်ချုပ်ခွင့်ရဒေသဆိုတာရှိရဲ့ရှေ2008ခုနှစ်ဖွဲ့စည်းပုတ်အခြေခံဥပဒေအရကိုကံကိုပါအုပ်ချုပ်ခွင့်ရဒေသကရှမ်းပြည်နယ်မှာမြို့နယ်နှစ်ခုရှိအဲ့ဒါပါလဲဆိုတော့လောက်ကန်နဲ့ကုန်းချမ်းနဲ့ဒီတော့သူတို့ဟာဒီလိုမျိုးကိုပါအုပ်ချုပ်ခွင့်ရဒေသထက်ပုံမလို့ခြင်းနဲ့အတွက်ဒီစစ်ပွဲကိုတိုက်တာဟုတ်တယ်နော်ဒီတော့သူတို့စစ်တိုက်ခဲ့တယ်အခုကိုကံနေလဲတည်ကြတယ်ပီတက်တွေတည်လာတော့စင်းနဲ့မထည့်လာတဲ့ဘလောက်ဆိုတော့ကျွန်တော်လည်းမတွက်တက်ဘူးပေါ့နော်ဒီတော့တည်ကြတယ်ဆိုရင်သူတို့တွေကကိုကံလူမျိုးတွေကြားထဲမှာအသက်အိုးရေးစီစဉ်ပစ္စည်းရလည်းရှိရဲ့ အိမ်တွေပြတ်သွားတဲ့ရှေ့ရပေါ့နော်သူတို့ပိတ်ဆက်လိုက်ရတဲ့အများကြီးသူတို့ရရှိလိုက်တဲ့အစိုးမျက်ကိုကြည့်ရအောင်သူတို့စစ်တိုက်ခဲ့တဲ့အတွက်ဘာအစိုးမျက်ရခဲ့လဲဆိုရင်ဘာပြည်နယ်မှဘာမြို့နယ်မှသူတို့ပို့ရခဲ့တာမရှိဘူးအခုလာရှိကနေတော့စုတ်ခွာရတော့မယ်သူတို့ရဲ့ငိုပိုင်ဆိုင်မှုကုန်းချမ်းနဲ့လောက်ကင်အတိုင်းပဲသူတို့ဆုံးရှုံးမှုအများကြီးကြုံပြီးရဲ့နောက်မှာသူတို့ရဲ့ပိုင်ဆိုင်မှုကကုန်းချမ်းနဲ့လောက်ကင်နဲ့ရှိတယ်အလကားအသက်တွေပေးလိုက်ရတာရှင့် ကြားရရအလကားအသေးခံနဲ့ PDF တွေကတော့ထည့်သွင်းစဉ်းစားပြောဆိုလို့တော့မတက်တော့ဘူးကျွန်မတို့ရဲ့နေနာဆုံးရှုံးမှုပေါ့နော်ဘလို့မျိုးစကလုံးနဲ့ပုံဖော်ပေးရမယ်ဆိုတာမပြောတတ်တော့ဘူးတို့ရဲ့ဆရာဖြစ်တဲ့ MND တောင်မှလိုချင်တာမရတော့တာတို့ဆိုပူဆိုးပေါ့ရှင်ကြွကျွန်မတို့ကတင်ဆက်ရတဲ့မြညာတက်ဖျက်ပန်းဆက်ပေးမယ်ရှင်မြန်မာတက်တော်မှလည်းဆုံးရှုံးမှုရှိရဲ့တော့တက်တော်သားရဲ့တက်သိဆုံးတာရှိရဲ့โอเคဒါဆိုမြန်မာတက်တော်ရဲ့မူလကြီးရဲ့ချက်ကပါလဲဆိုနိုင်ငံတော်ကာကွယ်ရေးတို့တော်ကိုအရေးသုံးပါကိုသူကဥထိတ်ပန်ဆင်တာတို့တော်ကိုအရေးသုံးပါကပြည်တော်စုမပြုတ်ွဲရေး ဆိုတော့ဒီစစ်ပွဲအားလုံးပြီးသွားတဲ့အချိန်မှာအခုပြည်တော်စုကြီးပြိုကွဲသွားလာပြိုကွဲဒါဆိုရင်သူ့ရည်မှန်းချက်နံပါတ်1အောင်မြင်သွားပြီတိုင်းသားစီလုံးညီမျိုးမျိုးကွဲရေးပြည်တော်စုမပြိုကွဲမှာတော့တိုင်းသားရည်လည်းခွက်ထုတ်လို့မရအောင်လေပြိုကွဲလို့မပြိုကွဲဘူးလေဟုတ်တယ်မလားပြီးတော့မြမတန်တော်မှာအခုချိန်ဒီတိုင်းသားပေါင်းစုံတာဝန်ထမ်းဆောင်နေစေဖြစ်တဲ့အတွက်တိုင်းသားရည်စီလုံးညီမျိုးနေပဲဒေတုံးပဲဆိုတာကတက်တေပြကြတဲ့ခုနေနဲ့ထားလို့ရရချက်တက်တော်ရဲ့မှာရခိုင်လူမျိုးတွေအားလုံးလုံးထွက်သွားတာရှိလားမရှိဘူးကချင်လူမျိုးတွေအားလုံးလုံးထွက်သွားတာရှိလားမရှိဘူး တိုင်းသားအလုံးတာဝန်ထမ်းဆောင်နေအောင်မဲ့သူ့ရာထူးနေသူဒါဆိုရင်တိုင်းသားစီလို့ညီညွတ်မှုပြိုကွဲစွာမှန်တရားပဲပေါ့သူစောက်ထိတ်နိုင်ခဲ့တဲ့စွာမှန်တရားပဲပေါ့မြန်မာနိုင်ငံမှာရှေ့တိုင်းသားတွေလည်းကိုပြင်းနေကိုနေကိုပြန်နေတဲ့အခြေအနေတွေဖြစ်သွားတာမဖြစ်ဘူးလေအလုံးရောနှောပြီးနေနေတော့မဲ့ဒါဆိုရင်တိုင်းသားစီလို့ညီညွတ်နေတော့မဲ့ပေါ့အဲ့လိုတွက်ချက်လို့ရတယ်လေဟုတ်တယ်မလားဒါတက်တေပြတ်ချက်တွေအမှန်တရားတွေပဲရှင့်စဉ်းစားတတ်မယ်ဆိုစဉ်းစားလို့ရတဲ့ကိစ္စတွေဟုတ်တယ်နော်ဒီတော့နောက်ဆုံးတစ်ခုဖြစ်တယ်ချုပ်ချာအာနာဒီတဲ့ခိုင်မြေကြီးရအောင်အချုပ်ချာအာနာကျွန်တော်ပျက်စီးသွားလား အပြည့်စည်ဥဖွဲ့စည်းပုံခြေကဥပဒေ2008ခဲကဖွဲ့စည်းပုံခြေကဥပဒေတရားအတိုင်းမှာအားလုံးအရင်တိုင်းတရှိနေတော့မယ်ဒီတော့စစ်ပွဲတိုက်ရတာချင်းအတူတူမြန်မာတပ်မတော်ကသူ့ရဲ့ကာကွယ်ရေးတောင်းပန်ဖို့သူ့ပြည်ဝထမ်းဆောင်နိုင်ခဲ့ပြီးတော့ဒီဘက်က MNDA တွေကတော့သူတို့လူချင်းတာမရတော့အောင်ရှင်ဒီတော့ဘသူရှုံးတာလဲစဉ်းစားကြည့်ကိုလုံးဝမဲ့တောင်းကိုပြည်ဝကာကွယ်နိုင်ခဲ့တဲ့သူကနိုင်တာလေရှင်းရှင်းလေးရှင်းအနိုင်ရှုံးအဲ့လိုခွဲရတယ်ဒါဒီတော့အခုဖြစ်စင်မှာအမန်တီတွေရှုံးသွားတာသူတို့လိုချင်တာဘာမှမရလိုက်ဘူး။ငဘိုးတိုင်းဒုံရိုင်းတိုင်းပဲပြန်သွားရတာ တက်မတော်ကတော့သူ့ရဲ့ကာကွယ်ရေးတာဝန်သူပြေဝထမ်းဆောင်နိုင်လိုက်ရတဲ့အတွက်တက်မတော်သားတွေရဲ့ဆုံးရှုံးမှုကနိုင်ငံတော်အတွက်ကိုအကျိုးရှိသွားတယ်အမန်ဒီရဲ့ဆုံးရှုံးမှုကသူတို့အတွက်လည်းအကျိုးမရှိဘူးနိုင်ငံတော်အတွက်လည်းအကျိုးမရှိဘူးသူတို့ပြည်သူတွေအတွက်လည်းအကျိုးမရှိဘူးနောက်ဆုံးကိုးကန့်လူမျိုးတွေအတွက်တောင်မှအကျိုးမရှိခဲ့ဘူးရှင်ဒီလိုမျိုးစဉ်းစားသုံးသပ်တတ်မယ်ဆိုရင်စစ်ပွဲတွေတိုက်ရတဲ့ရည်ရွယ်ချက်တွေကိုပြန်လည်စဉ်းစားဖို့တော့လိုလာပြီရှင်ကျမပြောသလိုပဲစစ်ကိုဘလို့ပဲတိုက်တိုက်တက်မလို့ကတော့သူ့ကာကွယ်လုပ်ငန်းစဉ်လုပ်ပါပဲဒီတော့သူ့ကာကွယ်နိုင်နေဆိုသူ့တာဝန်ကျေလာပဲသူ့ဆုံးရှုံးမှုကတန်ဖိုးရှိလာပဲလို့ကျမတို့တွက်လို့ရတယ် နော်ဒီတော့စစ်ပွဲတွေတိုက်တဲ့သူတွေကလိုချင်တာရပြီလားမရသေးဘူးဆိုအဲ့ဒါရှုံးရှုံးနေတာလိုချင်တာရတော့မှနိုင်တယ်လို့ပြောအဲ့တော့ရှုံးတာကအကြိုက်ဆိုမကောင်းလေနိုင်ငံတော်ကဒါလိုက်ပြီးတော့ရှုံးနေရသူတွေအတူတူလေဒါလေးတော့စဉ်းစားဖို့လိုတယ်ကျမအနေနဲ့တခါလေးနမိတ်ဖက်စကားလိုပဲပြောပြောပြောပြလိုက်မယ်ရှင်ညီမတက်မလို့ဘယ်တော့မှဖြိုချလို့မရအောင်ရှင်ညီမနိုင်ငံမှာအဲ့ဒါကိုဒီ9နှစ်အတွင်းမှာတက်တေပြချက်လေးအများကြီးနဲ့သိပြီးပြီမို့လားဘာလို့ဆက်ပြီးတော့မိုက်နေအောင်ပါလဲ သူတို့စဉ်းစားတက်သွားဆိုတော့လည်းနိုင်ငံတော်ရေးအေးချမ်းတာပေါ့ရှင်မစဉ်းစားတက်ဆိုတော့ဆက်မိုက်ကြဖို့ဒါပဲရှိပါတယ်။နော်ကျမဒါလေးပဲတင်ဆက်ချင်တယ်။ဒီနေ့မှာတော့ကျမတင်ဆက်မှုလေးကငလင်အတွက်ဆိုတာထက်နိုင်ငံတော်အတွက်ရှေ့လျှောက်စဉ်းစားမယ့်ကိစ္စလေးတွေကိုကျမပို့ပြီးတော့တင်ဆက်ပေးတာဖြစ်ပါရှင်။ကျမတို့ဒါလေးတွေကိုပဲအခြေခံစဉ်းစားပြီးတော့ကျမတို့နိုင်ငံတော်ဘာလုပ်တင်လဲဆိုတာလေးကိုစဉ်းစားကြရမယ်။ဒီလိုစဉ်းစားတက်တော့မှကျမတို့တိုင်ကြီးအေးချမ်းပါ။အေးချမ်းတဲ့တိုင်ကြီးမနေချင်းလား။ပြန်စဉ်းစားကြည့်ပါဦး။အေးချမ်းတဲ့အချိန်ကြီးနေခဲ့ဘူးလားပဲပြန်စဉ်းစားကြည့်ပါဦးရှင့်။မပြောလားအေးချမ်းကြီးကိုအေးချမ်းကြီးပြန်မလို့ချင်ဘူးလား။ လိုချင်တယ်ဆိုနည်းနည်းစဉ်းစားကြတာအုံနောက်ကိုတုံးကြဘယ်ဖွဲ့ကိုအားပေးပြီးဘယ်ဖွဲ့ကိုရှုံချမယ်ဆိုတာစဉ်းစားကြတော့ရှင့်ဒါလေးပဲကျွန်မတရင်သုံးသက်ချက်လေးကနေ message လေးပေးခြင်းနဲ့ကျွန်တော်တို့